ဖျားသခင်ဟာပတ်သက်ခပွဲကိုပြိညာအဖြစ်သတ်မှတ်ခဲ့ပါတယ်။ပြိညာဆိုတာပြည့်စုံဖို့နှစ်ဖက်စလုံးရဲ့ပါဝင်ပတ်သက်မှုလိုအပ်တယ်မဟုတ်ပါလား။အပြစ်ခွလွတ်ခြင်းလိုအပ်နေတဲ့ကောင်းကင်ပြစ်သားတွေဖြစ်တဲ့ကျွန်တော်တို့နဲ့ကျွန်တော်တို့ကိုအပြစ်ခွလွတ်ခြင်းပြပိုင်ခွင့်အာဏာကိုပိုင်ဆိုင်တဲ့ဖျားသခင်ဖြစ်ပါတယ်။ပြိညာတရားသစ်ဖြစ်တဲ့ပတ်သက်ခပွဲဟာကျွန်တော်တို့ကြားမှာတည်မြဲတဲ့အရာမဟုတ်ပါလား။ဟေဘရဲဩဝါဒစာအခန်းကြီး9အခန်းငယ်29ကိုကြည့်ကြရအောင်။ ဟေဘရဲဩဝါဒစာအခန်းကြီး9အခန်းငယ်28ဖြစ်ပါတယ်။လူသည်တခါတည်းတည်၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့သို့ထိုနည်းတူခရစ်တော်သည်လူများအဖြစ်တို့ကိုခံခြင်းမှာတခါတည်းကိုယ်ကိုပူဇော်ပြီးမှနောက်တဖန်ထိုသခင်ကိုမျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုငှာအပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလက်တတ်။ဒုဗ္ဗဉ္စေနာသနာရှိရာကိုယ်ဆိုင် ဒါဆိုရင်သူဟာဒုတိယအကြိမ်ကြွလာတဲ့အခါမှာလူသားတွေစီအပြစ်ခွလွတ်ခြင်းအတွက်ဘာကိုယူဆောင်ရပါသလဲ။ဒါဟာတားတော်ခင်နဲ့အတူတူပဲဖြစ်ပါတယ်။ဒုတိယအကြိမ်ပေါ်ထွန်းလာတော်မူတဲ့သူဟာပထမအကြိမ်ကြွလာတုန်းကနဲ့တူညီတဲ့အပြစ်ခွလွတ်ခြင်းနိလန်းနဲ့လူသားအလုံးစီအပြစ်ခွလွတ်ခြင်းကိုပေးတော်မူမဲ့သူဖြစ်ပါတယ်။ဘာအဖြစ်လဲ။ပရိညင်တရားတိပတ်တခါပွဲဂရိတော်အဖြစ်ဖြစ်ပါတယ်။ ယေရှုခရစ်ဟာလူသားတွေအပြစ်ခွင့်လွတ်ခြင်းခံရနိုင်တဲ့ကယ်တင်ခြင်းအမှန်တရားကို၃နှစ်ခွဲဟောပြောပြီးတော့ကောင်းကင်ကိုပြန်တက်သွားတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်နောက်ပိုင်းကစပြီးတမန်တော်တွေဟာအပြစ်ခွင့်လွတ်ခြင်းကိုပြီးခဲ့တဲ့ယေရှုခရစ်ရဲ့အမှန်တရားကိုအကျယ်တဝင်းစတင်ဟောပြောခဲ့ကြပါတယ်။ယေရှုခရစ်ကိုယုံကြည်ပြီးယေရှုခရစ်ရဲ့တကူကိုမိကိုအားထားတဲ့သူတိုင်းအပြစ်ခွင့်လွတ်ခြင်းကိုခံရနိုင်ပါတယ်။ယေရှုခရစ်ကိုယုံကြည်ပြီးအတူတူကယ်တင်ခြင်းခံရကြပါစို့အပြစ်ခွင့်လွတ်ခြင်းခံရကြပါစို့ ီလိုနဲ့သူတို့ဟာလူများစွာကိုတရားဟောခဲ့ကြပါတယ်။ဒါကြောင့်တန်신သောဝိညာဉ်တော်ခင်မှာကျွန်တော်တို့ဟာဒီမြေကြီးကိုကြွလာတဲ့ဘုရားသခင်ဖြစ်တဲ့ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့တမိအကြောင်းကိုဟောပြောကြရမှာဖြစ်ပါတယ်။သူတို့ကိုယုံကြည်မှအပြစ်ခွင့်လွတ်ခြင်းခံရနိုင်ပါတယ်။သခင်ယေရှုခရစ်ကိုယုံကြည်လို့ယုံကြည်လျင်သင်နဲ့သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ကယ်တင်ခြင်းခံရတာဟာအပြစ်ခွင့်လွတ်ခြင်းခံရတာကိုဆိုလိုတာမဟုတ်ပါလားဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ခင်မှာလဲဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့တမိဖြစ်တဲ့ကောင်းကင်အဖေနဲ့ကောင်းကင်အမေကိုမယုံကြည်တဲ့သူတွေဟာအပြစ်ခွင့်လွတ်ခြင်းကိုဘယ်တော့မှမရနိုင်ပါဘူးဒါဟာအသားတော်ခေတ်ရဲ့တမိုင်းကြောင်းကနေတဆင့်ကျွန်တော်တို့ရရှိနိုင်တဲ့ဤကုန်ပဲဖြစ်ပါတယ်သူဟာပြိညာတရားတဲ့အမှန်တရားအဖြစ်လူသားတွေကိုအပြစ်ခွင့်လွတ်ခြင်းပေးဖို့ဒုတိယအကြိမ်ကြွလာမယ်လို့ကျမ်းစာကပြောထားတယ်မဟုတ်ပါလား ဒါကြောင့်ဒုတိယအကြိမ်ကြွလာတဲ့အချိန်မှာကျွန်တော်တို့ဟာသူ့ရဲ့နာမကိုအာမကိုဘူးဆိုရင်အဖြစ်ခွင့်လွှတ်ခြင်းကိုမခံနိုင်ပါဘူး။ဒါဆိုရင်ပရောဖက်ဟေရှာယရဲ့အဆိုအရဖျားသခင်လူမျိုးတွေကဘုသူ့နာမကိုသိပါတယ်လေ။ဖျားသခင်ရဲ့လူမျိုးတွေဟာဖျားသခင်နာမကိုသိလိမ့်မယ်လို့ရေးထားပါတယ်။သူတို့ဟာအဖြစ်ခွင့်လွှတ်ခြင်းခံရဖို့ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။သခင်သခင်လို့ပြောရုံနဲ့အဖြစ်ခွင့်လွှတ်ခြင်းခံရတာကိုဆိုလိုတာမဟုတ်ပါဘူး။ ဒါကြောင့်ရှင်မသက်ခရစ်ဝင်အခန်းကြီး9မှာယေရှုခရစ်ကဒါကိုအထက်ထက်ခါခါအလေးပေးဖော်ပြခဲ့ပါတယ်။တခင်တခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ဤအလိုကိုစောင့်တော်သူသာလျှင်ဝင်ရလိမ့်မည်။တနည်းအားဖြင့်အပြစ်တရားနဲ့ကောင်းကင်ကိုမဝင်နိုင်ပါဘူး။ကျွန်တော်တို့ဟာအပြစ်ခွင့်လွှတ်ခြင်းကိုခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့အဖြစ်သားဖြစ်တဲ့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ကုသတရားတွေအဖြစ်တန့်စင်ခြင်းခံရနိုင်ပါသလားကျွန်တော်တို့မတတ်နိုင်တဲ့အတွက်ဘာလို့အပ်ပါသလဲကျွန်တော်တို့ရဲ့အဖြစ်တွေကိုခွင့်လွှတ်ပေးတဲ့ဖရာသခင်ရဲ့ဂတိတော်ကိုလိုအပ်ပါတယ်ဖရာသခင်ဟာကျွန်တော်တို့ကိုခွင့်လွှတ်ဖို့ဘာကိုအသုံးပြုခဲ့ပါသလဲပရိညင်တရားကိုပေးတော်မူခဲ့ပါတယ်အဲ့ဒီပရိညင်ဟာရှင်လူကာခရစ်ဝင်အခန်းကြီး20မှာဖော်ပြထားတဲ့ပရိညင်တရားတစ်ဖြစ်ပါတယ် ပဋိညင်ကိုပြေဆုံးစေဖို့အတွက်ဖရာသခင်ဟာဤခွက်ကပဋိညင်တရားသည်နှင့်ဆိုင်၍လူများတို့၏အဖြစ်ကိုလွတ်စေခြင်းကသုံးသောငါ၏အသွေးဖြစ်၏လို့ပြောတဲ့ပပခါပွဲအမှန်တရားကိုထည့်သွင်းထားရမှာဖြစ်ပါတယ်။ဂျေရမိအနာဂတိကျမ်းအခန်းကြီး3ဆက်တကူသွားပြီးဖရာသခင်ဟာသူ့ရဲ့အထောက်ထားအနေနဲ့ဒီအရာကိုအသုံးပြုရဲဆိုတာကိုအတည်ပြုကြပါစု။ရှိယာမိအနာဂတိကျမ်းအခန်းကြီး30အခန်းငယ်30ကိုကြည့်ကြရအောင် ။ထာဝရဖရာမိတ်တော်မူသီကားပဋိညင်တရားတစ်ကိုဧတိယီလာအမျိုးသားယူဒအမျိုးသားတို့၌ငါပြီးသောအချိန်ကာလရောက်လိမ့်မည်။ပဋိညင်တရားတစ်ကိုပြီးတဲ့သူကိုတွေ့တဲ့အခါသူကဘသူဖြစ်တယ်လို့မိတ်တော်မူခဲ့ပါသလဲ။သူဟာဖရာသခင်ဖြစ်ပါလေ။ဖရာသခင်ဟာပြိညင်တရားတစ်ကိုငါတီထောင်ပြီလို့ဂတိပြုပြီးကျူတင်ဟောပြောခဲ့တဲ့အတွေ့အကြုံဖြစ်ပါတယ် ဒါဆိုရင်သုံးပါးတစုအရခမဲတော်ခေရဲ့ယေဟောဝါဘုရားသခင်ကတားတော်ခင်မှာဘသူပါလဲယေရှုခရစ်ဖြစ်ပြီးတန်ရှင်သောဝိညာဉ်တော်ခင်မှာဘသူဖြစ်ပါသလဲခရစ်တော်အန်ဆန်ဟုံးဖြစ်ပါတယ်အခန်းငယ်32ကိုဆက်ကြည့်ကြရအောင် ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍အေဂုတ်တုပြည်မှဆောင်းသွားသောအခါသူတို့၌ငါပေးသောပဋိညင်တရားနှင့်ခြားနာသောပဋိညင်တရားတစ်ကိုဧတိရီလအမျိုးသားယူဒအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်။အရင်ငါပေးပူသောပဋိညင်တရားကိုသူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယွန်ရှာ၏။နောင်ကာလခါဧတရီလအမျိုးသားတို့၌ငါပေးအံ့သောပရိညင်တရားဟုမူကားငါထာဝရဖရာသည်ငါဤပညာတရားကိုသူတို့အတွင်း내သို့တွင်းမည်သူတို့နှလုံးပေါ်မှာရေးထားမည် ။ငါသည်သူတို့၏ဖျားဖြစ်မည်။သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်။ထိုသူတို့ကထာဝရဖျားကိုတည်လို့ဟုအမျိုးသားချင်းညီကိုအချင်းချင်းတယောက်ကိုတယောက်ဆုံးမောဝါဒမပေးရကြ။အကြောင်းမူကားအငယ်ဆုံးသောသူမှဆ၍အကြီးဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည်ငါ့ကိုတိကျလိမ့်မည်ထိုအခါငါသည်သူတို့အပြစ်များကိုတီးခံမည် သူတို့ပြုသောဒုစရိုက်များကိုဘာလုပ်မလဲအပြစ်ခွင့်လွတ်ခြင်းပေးတဲ့သူဟာဖျားသခင်ဖြစ်ပါတယ်ဖျားသခင်ဟာသူတို့ရဲ့ဒုစရိုက်ကိုခွင့်လွတ်ပေးပြီးမအောင်မိပဲနေမိဟုထာဝရဖျားမိတ်တော်မူ၏ခမဲတော်ခင်မှာအပြစ်ခွင့်လွတ်ခြင်းကိုယေဟောဝါရဲ့နာမတော်နဲ့ခွင့်ပြုပေးခဲ့ပေမဲ့တားတော်ခင်မှာတော့ယေရှုခရစ်ရဲ့နာမနဲ့ပေးတော်မူခဲ့ပါတယ်သူဟာလူစားတိနဲ့ဒီမြေကြီးကိုကြွလာခဲ့ပေမဲ့ဖျားသခင်ဟာအပြစ်အလုံးကိုခွင့်လွတ်ပေးမှဖြစ်ပြီး သူ့ကိုယုံကြည်တဲ့သူတိုင်းသူ့ရဲ့နာမအဖြစ်အဖြစ်ခွင့်လွှတ်ခြင်းခံရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်။ဒါဆိုရင်ဒီတန်ရှင်သောဝိညာဉ်တော်ခင်မှာကဘလို့ပါလဲ။အဖြစ်ခွင့်လွှတ်ခြင်းကိုဘသူကပေးမှာပါလဲ။မိသားစုဝင်တို့တင်တို့ဟာဘသူအဖြစ်အဖြစ်ခွင့်လွှတ်ခြင်းခံခဲ့ရပါသလဲ။ကျွန်တော်တို့နဲ့ပြည်ညင်ဖွဲ့ခဲ့တဲ့ဘုရားသခင်ဟာကျွန်တော်တို့ကိုအဖြစ်ခွင့်လွှတ်ခြင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ဖရာသခင်ဟာဂတိပေးထားတဲ့ပြဋိညင်တရားတစ်ပတ္တခါပွဲ အမှန်တရားအဖြစ်လူတိုင်းစီအဖြစ်ခွင့်လွှတ်ခြင်းကိုပြီးတော်မူခဲ့တယ်မဟုတ်ပါလားပြဋိညင်တရားတစ်ပတ္တခါပွဲအမှန်တရားကိုဘသူကတုံ့တင်ပေးခဲ့ပါဒလဲခရစ်တော်အန်ဆန်ဟုံးဟာကောင်းကင်အဖေဖြစ်ပြီးဘသူနဲ့အတူပေါ်ထွန်းလာပါဒလဲဝိညာဉ်တော်ရဲ့မင်္ဂလာဆောင်တော်တမီးဖြစ်တဲ့အစ်တတော်ယေရုရှလင်ကျွန်တော်တို့ရဲ့ကောင်းကင်အမေ ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့သမီးကလူသားအလုံးစီဘာကိုပေးမယ်လို့ပြောခဲ့ပါတလေ။သူတို့ဟာအသက်ဖြစ်တဲ့ထာဝရအသက်ကိုပေးမယ်လို့ကတိပြုခဲ့ကြပါတယ်။ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့သမီးကိုမယုံကြည်တဲ့သူတွေဟာအပြစ်ခွင့်လွတ်ခြင်းတင်မကထာဝရအသက်ကိုဘယ်တော့မှမရရှိနိုင်ပါဘူး။